ဒီဗီဒီယိုလေးကတော့တပွဲကို1500 1900လောက်ပဲပေးရပြီးတော့တနတ်တုတ်တွေပဲကြဆန်တုတ်တွေအရန်စကောင်းတဲ့စစ်တွေလက်ရစစ်စစ်ရခိုင်မုတ်တီဆိုင်လေးကိုခေါ်သွားမဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်။ Chris ခေါ်သွားမဲ့ဆိုင်လေးကတော့ငိန်ရန်အေးရခိုင်မုတ်တီဆိုင်လေးပဲဖြစ်ပါတယ်ရှင်။ဒီဆိုင်ရှိတဲ့နေရာလေးကတော့တတိပတန်လန်းကြောင်မြောင်းတာမွေမှာပဲဖြစ်ပါတယ်ရှင်။ဒီဆိုင်လေးမှာဆိုရင်ရခိုင်ဒေသစာစစ်စစ်တွေဖြစ်တဲ့ရခိုင်မုတ်တီအေးရခိုင်မုတ်တီတုတ်ငဖယ်တုတ်ပဲကြဆန်တုတ်တနတ်တုတ်ကြီးကြီးငါတုတ်ငနီတူတုတ်ထမင်းတုတ်တွေရပါတယ်ရှင်။အော်ပြီးတော့တမော်တီတုတ်ပြီးတော့လှော်စာတွေ ခေါ်ပြင်နေလဲရပါတယ်ရှင်အတုတ်တွေအနေနဲ့ကတပွဲကို1500 1600 1900ရဆိုပြီးအစားစားရှိသလိုရခိုင်မုတ်တီအရေကတော့တပွဲကို1400ပဲဖြစ်ပါတယ်ရှင်ဒီဆိုင်လေးရဆိုရင်ဖွင့်လာတာနှစ်ပေါင်း25နှစ်လောက်ရှိပြီပေါ့နော်မှတ်မှတ်ရရပြောရမယ်ဆိုရင်ဂရိစားပူတာအတုတ်တပွဲကို300ကျပ်လောက်ထဲကစပြီးစားပူတာပေါ့နော်အဲ2006 2009လောက်ကနေစပြီးစားပူတာအခု2025အထိဒီဆိုင်မှာစားနေတော့မယ်ပေါ့နော်အရသာကတော့ဟိုးအရင်အတိုင်းပဲစားကောင်းစေစားကောင်းမြဲပါပဲရှင်ဒီဆိုင်မှာဆိုရင် Grace အကြိုက်ဆုံးကတမောတီတုတ် ပါဒီနေ့ Grace လာတာနောက်ကျသွားလို့တမောတိတော့မစားခဲ့ရဘူးပေါ့နော်။သူကတမောတိကိုတပွဲချင်းစီတုတ်ပေးတာမဟုတ်ဘဲနဲ့ဘိုင်းနဲ့တမောတိကိုငပိနိုင်နိုင်ငရုတ်တီးနိုင်နိုင်နဲ့ရွှဲနှောင်တုတ်ထားပြီးတော့အဲတပွဲစီတပွဲစာစီရောင်းတာပေါ့နော်။ဆိုင်ရဆဖွင့်တာနေ့လယ်၁၂ခန့်ခရေရဆိုတော့၃နာရီလောက်၄နာရီလောက်ဆိုတော့တမောတိတော့ကကုံသွားတာပေါ့နော်။ Grace လာတော့မမီတော့မစားခဲ့ရပါဘူးရှင်။ Grace နောက်တစ်ခုကြိုက်တာကပဲကြာဇံတုတ်ပါ။ဒီဆိုင်ကပဲကြာဇံတုတ်ကလေတခြားဆိုင်ကပဲကြာဇံတုတ်နဲ့လုံးဝမတူတော့အရန်စကောင်းတော့ပဲကြာဇံတုတ်ကိုဗမာတုတ်ပဲ မြဲတမ်းစားတာပေါ့နော်။သူကလေစီစီထွေးထွေးလေးနဲ့တုတ်ထားပေးတာပဲချဆန်တုတ်ကအရန်ကိုအရသာရှိတော့ရှင်။ Grace ကတော့ဒီဆိုင်ကိုရောက်တန်းရောက်တန်းအမြဲတမ်းစားပြစ်တာတင်မောတိတုတ်ရဲ့ပဲချဆန်တုတ်ရဲ့တနတ်တုတ်ရဲ့သူ့ရဲ့တနတ်တုတ်ကလည်းလေတခြားဆိုင်ကအရသာရင်လည်းလုံးဝမတူတနတ်ထဲမှာပါတဲ့ဒီငပြောဘူးတွေအဲ သူ့ပါတယ်မှာပါတယ်အတေးရွက်တွေနုနုဖက်ဖက်လေးတွေတုံထားပြီးတော့ချင်းပြုံးပြုံးလေးတုတ်ထားပြီးတော့ Grace အရန်ကြိုက်တော့ပါရှင်ဆိုတော့ဒီဆိုင်လေးကိုရောက်ဖြစ်ခဲ့မယ်ဆိုရင်တမောတီတုတ်ရယ်တနန်းတုတ်ရယ်ပဲကြဆန်ဗမာတုတ်ရယ် try ကြည့်ဖို့အတွက်ကို recommend ပေးပါတယ်ရှင်ဒီဆိုင်နာမည်လေးကတော့ငញ្ញဲဤရခိုင်မုတ်ဒီဆိုင်ပဲဖြစ်ပါတယ်လိပ်စာလေးကတော့တာမွေကြောင်မြောင်တတိပတန်လမ်းမပေါ်ပဲဖြစ်ပါတယ်ရှင်အားလုံးပဲတတား